အားလုံးမင်္ဂလာပါရှင်လျှက်ရက်တစ်ပြက်ကျမ်းမာရေးအစီအစဉ်ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရနော်ဒီအစီအစဉ်လေးမှာကတော့ကျမ်းမာရေးဝဟုတုတာတွေကိုအချိန်တိုတွင်းမှာနားလည်သောင်းပြီးတင်ဆက်ပေးသားမှာဖြစ်ပါတယ်ဒီနေ့တင်ဆက်ပေးသွားမယ့်အကြောင်းအရာလေးကတော့အစီအကျိတ်တွေအကြောင်းပဲဖြစ်ပါတယ်ဒီတော့ဗီဒီယိုလေးကိုစလိုက်ကြရအောင်နော် ပထမဦးဆုံးအနေနဲ့အစီကျိတ်ဆိုတာဘာလဲဆိုတော့ပြပြပေးခြင်းပါတယ်။အစီကျိတ်ကိုအင်္ဂလိပ်လိုလေပိုးမလို့ခေါ်ပါတယ်။သူ့ရဲ့နာမည်အတိုင်းပါပဲ။အစီစဲတွေကစုဝေလာပြီးတော့အရေးပြားအောင်မှာအကျိတ်ပုံစံဖြစ်လာတာကိုခေါ်တာဖြစ်ပါတယ်။ဒီအစီကျိတ်တွေဟာဆိုလို့ရှိရင်တလုံးနဲ့ထွက်တာကများပြီးတော့တစ်ခါတိုင်းနဲ့အစီကျိတ်အများကြီးထွက်တာကတော့ဖြစ်ခဲ့ပါတယ်။အစီကျိတ်တွေကအကြီးကောင်ဝင်တဲ့အရွယ်ကနေစပြီးတော့အသက်အရွယ်အိုးမင်းတွေဒီဖြစ်နိုင်တယ်ဆိုပေမဲ့တက်လက်ပိုင်းအရွယ်တွေမှာကတော့အဖြစ်များပါတယ်။လူတရာမှာတယောက်နှောင်းတော့ဖြစ်တတ်ပြီးတော့အမျိုးသားနဲ့ပြင်းပြင်းဖြစ်ွားမှုနှုန်းကလည်းအတူတူပဲဖြစ်ပါတယ်။ မျိုးလိုက်တဲ့ယောဂါတစ်ခုဖြစ်ပြီးတော့ကိုယ့်ရဲ့မျိုးထဲမှာအစိကျိတ်ထွက်ပေါ်တဲ့ရာသွင်ရှိခဲ့မယ်ဆိုလို့ရှိရင်တော့ကိုယ်မှာလည်းအစိကျိတ်ထွက်နိုင်ခြေကများပါတယ်အစိကျိတ်တွေကအစီဆဲတွေရှိတဲ့ခန္ဓာကိုယ်ရဲ့ဘယ်နေရာမှာမဆိုထွက်နိုင်ပြီးမြေပခုံးလေပင်လက်မောင်းရင်ဘတ်နဲ့ကြောဘက်တွေမှာကတော့အဖြစ်များပါတယ်ကျန်တဲ့နေရာတွေမှာလည်းဖြစ်နိုင်တယ်လို့ဝါမိုက်အတွင်းထဲမှာတော့အစိကျိတ်ဖြစ်နေနိုင်ပါတယ် အစီကျိတ်တွေကလိတ်ကုံပုံဒါမှမဟုတ်ကျုပ်ပုံစံအဖုလေးတွေဖြစ်ပြီးတော့အချင်း9နှစ်စင်တီမီတာကနေပြီးတော့10စင်တီမီတာထိရှိနိုင်ပါတယ်။ကန်ကြည့်လို့ရှိရင်ပျော့ပျော့ချော်ချော်လေးဖြစ်နေပြီးတော့လက်ချောင်းလေးတွေနဲ့ကင်ပြီးတော့အရှင်းအောင်လှုပ်ကြည့်လို့ရပါတယ်။စမ်းကြည့်မယ်ဆိုလို့ရှိရင်လည်း rubber လိုလိုကျော်လုံးလိုလိုခန်းစားမှုမျိုးဖြစ်ပါလိမ့်မယ်။အစီကျိတ်တွေကအများသောအားဖြင့်အရေပြားကကျသွားရင်တဆက်မနေသလိုကြီးပွားမှုနှုန်းကလည်းအများကြီးနေပါတယ်။ အစီအကျေးဘာကြောင့်ဖြစ်ရလဲဆိုတဲ့အကြောင်းရင်းကိုတော့ဘယ်သူမှတိတိကျကျမရှင်းပြနိုင်ကြသေးပါဘူး။ဒါပေမဲ့ခန္ဓာကိုယ်ရဲ့ခဏခဏအထောက်ခံရတဲ့နေရာတွေမှာတော့အစီအကျေးဖြစ်အောင်မလုပ်ရမများလို့တော့ပညာရှင်တွေကဆိုကြပါတယ်။ကိုယ့်ရဲ့မျိုးထဲမှာအစီအကျေးဖြစ်ဖို့ရာသီဝင်ရှိခဲ့မယ်ဆိုလို့ရှိရင်တော့ကို့မှာဘာကြောင့်မှမရှိဘဲနဲ့လေအစီအကျေးကထွက်လာနိုင်ပါတယ်ရှင်။ ဆီဂျိတ်တွေကအရင်ကြည့်တဲ့အခါမှာအလားပါအထိကရုံကလွဲပြီးတော့ကျမကြီးတို့ကဘာပဲစနာမှမပေးပါဘူး။ကင်ဆာဂျိတ်ကလည်းဖြစ်ခဲ့တယ်လို့တသက်လုံးဘဝမကုပဲနေသွားလို့လည်းရပါတယ်။ညာတော့အဖြစ်တော့အဆီဂျိတ်တွေကိုကုသလိမ့်မရှိကြပါဘူး။အလားပါအထိကရလို့ပဲဖြစ်ဖြစ်အဆီဂျိတ်ကအရင်ကြည့်လုံးလို့တူတွဲဆက်ထားတဲ့ကျွတ်သားရဲ့လျှောက်မှုလို့အထိကရလို့ပဲဖြစ်ဖြစ်ဒီလိုအခြေအနေမှာသာခွဲစိတ်ကူတောင်းဖို့ရွေးချယ်တတ်ကြတာပါ။ ခွဲတဲ့ခါမှာဆိုလို့ရှိရင်ထုံစေးပေးပြီးတော့ရိုးရိုးရှင်းရှင်းနဲ့ခွဲထုတ်ပြလို့ရပါတယ်။အစီကျိတ်ကအရင်ကြည့်မယ်ဆိုလို့ရှိရင်တော့အစီပြောတဲ့ဆေးကိုထိုးသိမ်းပြီးတော့အစီရည်တွေကိုဆော့ရွယ်လိုက်ဖို့စီရင်နေတဲ့ကုသလို့ရပါတယ်။ဒါပေမဲ့အစီကျိတ်ကခွဲစိတ်ပြရတာမှပဲပြင်ပြထွက်နိုင်ပါတယ်နော်။ဒီလောက်ဆိုလို့ရှိရင်အစီကျိတ်တွေအကြောင်းသိလောက်ပြီလို့ထင်ပါတယ်။နောက်ထပ်လည်းဒီလိုမျိုးကျန်းမာရေးနဲ့ပတ်သက်တဲ့ဗဟုသုတ view file လေးတွေကိုတင်ဆက်ပေးသွားမှာမို့လို့ဆက်လက်ဆက်မွန်ချူအားပေးကြပါအောင်နော်။အားလုံးပဲနေကောင်းကျန်းမာကြပါစေလို့ဆုတောင်းပေးနေနှုတ်ဆက်လိုက်ပါတယ်။နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြတာပေါ့နော်။